မင်္ဂလာပါရှင်ဒီနေ့အော်တိုဘာလ၈ရက်နေ့နေ့လယ်ခင်းဒီနောက်ဆုံးရရှိထားတဲ့ပြည်တွင်းနဲ့နိုင်ငံတကာသတင်းတွေကိုစူးစီးတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်အရင်ဆုံးအနေနဲ့နိုင်ငံတကာသတင်းတွေကိုသတင်းကပြောပြပေးသွားပါမယ်အော်တိုဘာလ9ရက်နေ့တိုက်ခိုက်မှုကြီးရဲ့နှစ်နှစ်ပြည့်နှစ်ပတ်လည်ကြေကွဲအောင်မေ့မှုအခမ်းအနားတွေကိုအစ္စရေးနိုင်ငံအနှံ့မှာပြုလုပ်ခဲ့ပါတယ်2023ခုနှစ်အော်တိုဘာလ9ရက်နေ့ကဣသရေလနိုင်ငံရဲ့နေဆက်မြို့ရွာတွေကိုဂါဇာကမ်းမြောင်ဒေသဘက်ကနေကူးလာတဲ့ဟားမတ်စ်ပျောက်ကြားတွေကအစင်းနဲ့တိုက်ခိုက်ခဲ့ပြီး အစ္စရေး1200လောက်ကိုတပ်ဖြတ်ခဲ့တယ်လို့251ယောက်ကိုလည်းတရားခံတွေအဖြစ်ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါတယ်။ဒါဟာအစ္စရေးနိုင်ငံတမိုင်းမှာအစိုးရအဆုံးသွေးမြေကျတိုက်ခိုက်ခံရမှု ဖြစ်လာပါတယ်။အဲ့ဒီနောက်အစ္စရေးကဂါဇာမှာစစ်စင်ရေးတွေကိုတုံ့ပြန်ဆင်နွှဲခဲ့ပြီးဟာမတ်ကြောက်ကြောက်တွေကိုတိုက်ခိုက်ရကဂါဇာစစ်ပွဲစတင်လာပါတယ်။ဒါပေမဲ့အစ္စရေးရဲ့တိုက်ခိုက်မှုတွေကလွန်ကဲတဲ့အဆင့်မျိုးထိရောက်သွားပြီးဂါဇာမှာအရက်သားအများအပြားအပါအဝင်လူပေါင်း6,800ကျော်သေဆုံးခဲ့ပါတယ်။ အော်တိုဗလာ9ရက်နေ့မှာတော့အစ္စရေးနိုင်ငံအနှံ့မှာတိုက်ဆုံသူတွေအတွက်ရည်စူးတဲ့ဆူတောင်းပွဲတွေဟာမတ်စ်လက်ထက်မှကျန်နေစေတရားခံတွေလွတ်မြောက်ရေးအတွက်စုဝေးတောင်းဆိုမှုတွေပြုလုပ်ခဲ့ကြပါတယ်။တခြားတစ်ဖက်မှာတော့ဂါဇာမှာအပြစ်ခက်ရဆဲနိုင်ရေးတရားခံတွေလွတ်မြောက်ရေးအတွက်အီဂျစ်နိုင်ငံမှာဆွေးနွေးမှုတွေအရှိန်မြင့်လှုပ်ဆောင်နေပါတယ်။အစ္စရေးဝန်ကြီးချုပ်ဘင်ဂျမင်နေတန်ညာဟုကစစ်ပွဲနှစ်ပတ်လည်ကြီးညာချက်တစ်စောင်ကိုထုတ်ပြန်ခဲ့ရမှာလက်ရှိအချိန်ထိကြီးမားလာတဲ့ထိခိုက်နာကျင်မှုမျိုးခံစားနေရဆဲဖြစ်ကြောင်း ဒါပေမဲ့အစ္စရေးဟာအမကန်ကြမ်းကြမ်းခံနိုင်စွမ်းမျိုးကိုပြသနိုင်ခဲ့ကြောင်းပြောကြားထားခဲ့ပါတယ်။သွေးစားနေတဲ့ရန်သူကအစ္စရေးကိုပြင်းပြင်းထန်ထန်ထိုးနှက်ခဲ့ကြောင်းဒါပေမဲ့အစ္စရေးကတော့ပြိုကွဲမသွားခဲ့ကြောင်းနေတန်ညာဟုကဆိုပါတယ်။သူကအစ္စရေးဟာစစ်ရေးယူမှန်းချက်အားလုံးကိုပြီးမြောက်အောင်မြင်စေရေးဒဇာကန်အားလုံးပြန်လည်လွတ်မြောက်ရေးဂါဇာမှာဟာမတ်ကြီးစိုးမှုကို အမြစ်ကနေဆွဲနှုတ်နိုင်ရေးဂါဇာဟာအစ္စရေးအတွက်နောက်ထပ်အချင်းချောက်မှုလုံးဝမဖြစ်နိုင်တော့တဲ့အသေးချစေရေးတွေကို မမိတ်မတုံဆက်လက်အကောင့်ထဲပေါ်သွားမယ်လို့လည်းပြောပါတယ်။ကုလသမဂ္ဂအတွင်းရေးမှူးချုပ်အန်တိုနီယိုဂူတာရက်စ်ကတော့လွန်ခဲ့တဲ့နှစ်နှစ်ကအစ္စရေးကိုဟာမတ်စ်တွေစီးနင်းတိုက်ခိုက်ခဲ့တဲ့အဖြစ်အပျက်အကြောင်းပြန်လည်ပြောဆိုခဲ့ရမှာ။အားလုံးရဲ့မှတ်ဉာဏ်ထဲထာဝရ6လနှစ်နေမဲ့အမှောင်မိုက်ဆုံးနေ့တစ်နေ့အဖြစ်ရည်ညွှန်းသွားပါတယ်။သူကအမေရိကန်သမ္မတဒေါ်နယ်ထရမ့်ဆိုပြုထားတဲ့ငြိမ်းချမ်းရေးအစီအမံကိုအားလုံးလိုလားလက်ခံပြီးဆွေးနွေးမှုတွေလှုပ်ဆောင်နေတာကိုချီးကျူးခဲ့ပြီးတမိုင်းဝင်အခွင့်အလမ်းတစ်ခုဖြစ်လာလိမ့်မယ်လို့လည်းပြောပါတယ်။ နိုင်ငံရဲ့မြို့ရဲအနှံ့ပြားမှာနှစ်ပတ်လည်အောက်မေ့ကြေခွဲမှုအစီအစဉ်တွေလှုပ်ဆောင်ခဲ့ပေမဲ့အစ္စရေးအစိုးရကတော့ဂျူးဘာသာရေးရုံးပရက် ကာလပြီးဆုံးပဲအောက်တိုဘာ16ရက်နေ့ထိတရားဝင်အောက်မေ့ကြေခွဲမှုအခမ်းအနားတွေပြုလုပ်အောင်မှာမဟုတ်ပါဘူးနေတန်ညာဟုကဟာမတ်စ်တွေပြတ်သုံးတဲ့အထိစစ်ကိုဆက်တိုက်မယ်လို့ကြေညာထားပေမဲ့လေလူတို့အမြင်စစ်တမ်းတွေအရပြန်မြဖြည့်ဆို့သူ80ရာခိုင်နှုန်းလောက်ကဒဇာကန်ဒေတာပြန်လွတ်မယ်ဆိုရင်စစ်ပွဲကိုအပြည့်ရဆိုင်လိုက်ဖို့ထောက်ခံထားကြောင်းသိရပါတယ်ရှင် အမေရိကန်ရေတပ်ရဲ့မျိုးဆက်သစ်တပ်လျင်စီမံကိန်းအတွက်အပိသက်ရွေးချယ်မှုကိုအခုသတင်းပတ်ထဲမှာပြုလုပ်ဖွဲ့ရှိနေတယ်လို့သိရပါတယ်။ရေဒါနဲ့ထောက်လန်းမှုကိုရှောင်ကွင်းနိုင်တဲ့ကိုပြောင်းနီးပညာပါဝင်ပြီးအဆင့်မြင့်ဆုံးစနစ်တွေအားဖြင့်တက်ဆင်ထားမဲ့စက်တမမျိုးဆက်တပ်လျင်အသစ်အတွက်ဘဲကုမ္ပဏီကို contract စာချုပ်အနှင်းမလဲဆိုတာကာကွယ်ရေးဝန်ကြီးပီယက်ဆက်ကအခုသတင်းပတ်ထဲမှာကြေညာလာဖွဲ့ရှိတယ်လို့နှိစက်တဲ့သတင်းရင်းမြစ်နှစ်ဦးကပြောပါတယ်။ အမေရိကန်ဟာခေတ်ရှိပြီးစစ်ထမအမျိုးဆက်တိုက်လေရင်အမျိုးသားအ ਨੇ စုံနှစ်ခုကိုထုတ်လုပ်သွားဖို့ရည်ရွယ်ထားပါတယ်။တစ်မျိုးကလေတပ်အတွက်ဖြစ်ပြီးတစ်မျိုးကတော့ရေတပ်အတွက်ပါ။လေတပ်အတွက်ထုတ်လုပ်မဲ့တိုက်လေရင်အစ်စ်ကိုတော့ Boeing ကထုတ်လုပ်ခွင့်ရထားပြီး F47 ဆိုတဲ့ကုန်နာမည်နဲ့တည်ဆောက်နေပါတယ်။ရေတပ်အတွက် ထုတ်လုပ်မဲ့တိုက်လေရင်ကိုတော့ SA-SS Project လို့ရေပူရရည်ညွှန်းခေါ်ဝေါ်လေးရှိပြီး Boeing Lockheed Martin နဲ့ Northrop Grumman ကုမ္ပဏီတွေစီကအဆွေပြုချက်တွေကာကွယ်ရေးဝန်ကြီးဌာနစီအသီးသီးတင်သွင်းထားပါတယ်။အဲ့ဒီထဲကမှတစ်ခုကိုမကြာခင်ဟက်ဆက်ကရွေးချယ်ဆုံးဖြတ်ပွဲရှိပါတယ်။ FAHH စီမံကိန်းအတွက် Gantry စာချုပ်အနှင်းခရောင်မဲ့ကုမ္ပဏီဟာရေတပ်မှလက်ရှိအသုံးပြုနေတဲ့စရုပ်ထမျိုးဆက် FA18 Super Hornet တွေထက်အများကြီးအဆင့်မြင့်တဲ့ဗတ်ဆောင်သုံးကိုပြောက်တိုက်လေယာဉ်အသစ်တွေကိုထုတ်လုပ်ပေးရမှာပါ။အဲ့ဒီတိုက်လေယာဉ်အသစ်တွေဟာရေတပ်ရဲ့ပြင်စမမျိုးဆက် F35 တိုက်လေယာဉ်တွေနဲ့အတူ အနာဂတ်မှာပိုးတွဲတောင်ဝန်ထမ်းဆောင်သွားကြမှာဖြစ်ပါတယ် FA18 တွေဟာ American ရေတပ်ရဲ့ကနဝင်မြောက်တပ်လေယာဉ်တွေဖြစ်ခဲ့ပေမဲ့လည်းတပ်တန်းအဖြစ်ကတော့1990ပြည့်နှစ်ကလေးကစတင်ထုတ်လုပ်လာခဲ့တာကြောင့်ကြာညောင်းနေပြီဖြစ်ပါတယ်ရေတပ်ဟာ FA18 တွေအစားအများကြီးပိုးအစစ်မြစ်နဲ့တပ်လေယာဉ်တွေကိုအစားထိုးဖို့ကြိုးစားနေပေမဲ့ဘတ်ဂျက်ကိစ္စအပေါင်းဝင်နှောင့်နှေးမှုတွေကြုံတွေ့နေခဲ့ရပါတယ်အခုတော့ဟတ်ဆာဟာရေတပ်ရဲ့အစစ်မြစ်ဆုံးအရာရှိတွေလက်နက်ပါရဂူရီနဲ့အလေးအနက်ဆွေးနွေးမှုတွေပြုလုပ်ပြီး ဘဲကုမ္ပဏီစီ SA88 project ကိုအနှင်းမလဲဆိုတာဆုံးဖြတ်ပြီးပြီလို့သိရပါတယ်။ American ရေတပ်နဲ့ကာကွယ်ဝန်ကြီးဌာနကတော့အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးလလောဆယ်ဘာမှတ်ချက်မှမပေးသေးပါဘူး။ရေတပ်အနေနဲ့အစ်စ်မြက်ကိုပြောက်စွန့်ရည်ပိုင်ဆိုင်တဲ့စစ်စင်ရေးပြန်တန်းနိုင်မှုအကွာအဝေးနဲ့ကြံ့ကြံ့ခံနိုင်စွမ်းပိုကောင်းတဲ့ drone တွေနဲ့ပါချိတ်ဆက်ပြီးစစ်စင်ရေးဆင်နွှဲနိုင်တဲ့မျိုးဆက်တဲ့တိုက်လေယာဉ်တမျိုးကို Contract ကုမ္ပဏီတွေစီတောင်းဆိုထားဖွယ်ရှိကြောင်းသိရပါတယ်ရှင်။ အခုဆက်လက်ပြီးတော့ပြည်တွင်းသတင်းတွေကိုမတ်ချမုံကတင်ဆက်ပေးမှာဖြစ်ပါတယ်ရှင်။အာနာသိစစ်တပ်စီကိုသုံးဆွဲသူအချက်လက်တွေလွှဲပြောင်းပေးတယ်ဆိုတဲ့ဆွဆွဲချက်နဲ့နော်ဝေးဆက်သွယ်ရေးနည်းပညာလုပ်ငန်းစု Telenor တရားစွဲဆိုဖို့မြမအရက်ဘတ်အဖွဲ့အစည်းတွေကစီစဉ်နေကြောင်းသိရပါတယ်။စစ်တပ်ကနော်ဝေးကုမ္ပဏီကြီးစီကနေရသွားတဲ့အချက်လက်တွေကိုလူထုအပေါ်ဖိနှိပ်ဖြိုခွဲမှုတွေမှာအသုံးပြုနေတယ်လို့အဲ့ဒီတက်ကြွလှှရှားမှုအစုအဖွဲ့တွေကပြောပါတယ်။ Netherlands Chief Center for Research on Multinational Corporations SOMO ရဲ့ထုတ်ပြန်ချက်အရမြမအရက်ပတ်အဖွဲ့အစည်းတွေဟာဒီကိစ္စနဲ့ပတ်သက်လို့တရားစွဲဆိုမဲ့ဆုံးဖြတ်ချက်ကို Telinor C ပေးပို့ထားပြီးဖြစ်တယ်လို့သိရပါတယ်။ SOMO ဟာအခုတရားစွဲဆိုမဲ့ကိစ္စကိုအားပေးထောက်ခံထားတဲ့အကျိုးမြတ်မယူတဲ့အဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်။2020ခုနှစ်မှာစစ်တပ်က အာဏာသိမ်းခဲ့တဲ့နောက် Telinor ဟာမြန်မာနိုင်ငံမှာရင်းနှီးမြှုပ်နှံထားတာတွေကိုရုပ်သိမ်းပြီးပြန်လည်ထွက်ခွာခဲ့ပါတယ်။ Norway အစိုးရကရှယ်ယာအများစုထိန်းချုပ်ထားတဲ့ကုမ္ပဏီကြီးဟာ တန်းနဲ့ချီများပြတဲ့30သူတွေရဲ့အချက်လက်တွေကိုစစ်တပ်စီလွှဲပေးခဲ့ပြီးစစ်တပ်ကလည်းအဲ့ဒါတွေကိုအသုံးပြုပြီးအယက်သားတွေကိုခြေရခံဖမ်းဆီးတာပြစ်မှတ်ထားပြုတ်ခွင်းတာတွေလုပ်ခဲ့တယ်လို့မြမအယက်ဘတ်အဖွဲ့အစည်းတွေကပြောပါတယ်တယ်လီနော့စီကရခဲ့တဲ့အချက်လက်တွေကြောင့်စစ်တပ်ဟာအာဏာသိမ်းမှုဆက်ကျင်ရေးအင်အားစုတွေကိုဖြိုခွင်းဖမ်းဆီးနိုင်ခဲ့ပြီးတအူးကိုကွပ်မြတ်ခဲ့တယ်လို့လည်းဆွဆွဲချက်မှာပါရှိပါတယ်။တယ်လီနော့ဟာမြန်မာနိုင်ငံကစုခွာချိန်မှာရွေးချယ်ခဲ့တဲ့လုံထုံးလုံလီးတွေနဲ့ပတ်သက်ပြီ နော်ဝေးအစိုးရရဲ့စုံစမ်းစစ်ဆေးမှုတွေကိုလည်းကြုံခဲ့ပူးပါတယ်။ကုမ္ပဏီကတော့မြမအကြက်တဲမှာကြားညာခြင်းဟာခက်ခဲတဲ့အခြေအနေမျိုးလို့ပြောကြားထားပါတယ်။လွှတ်တော်အမတ်ဦးဖြိုးစရာတော်ကစစ်တပ်ရဲ့မတရားကုမျက်ခြင်းကိုခံခဲ့ရသူဖြစ်ပြီးဇနီးဖြစ်တဲ့မတ်တင်စာညွန့်အောင်ကကုမ္ပဏီဘက်ကစစ်တပ်စီကိုအချက်လက်တွေလွှဲပြောင်းပေးခဲ့တဲ့ကိစ္စသိရတဲ့အချိန်မှာအရန်တုံ့လောက်ပြီးဆက်ဆုံမိတယ်လို့ပြောပါတယ်။တယ်လီနော့ကဦးဖြိုးစရာတော်ကိုစစ်တပ်ရှာတွေ့ပြီးဖမ်းမမိခင်သတင်းပတ်တချို့အလို့ကလေးက စစ်တပ်စီကိုသုံးဆွဲသူအချက်လက်တွေလွှဲပေးခဲ့တာဖြစ်ပါတယ်။တရားစွဲဆိုရေးကိုထောက်ခံအားပေးသူနောက်တဦးဖြစ်တဲ့ကိုရဲကလည်းယုံကြည်စိတ်ချရတဲ့တမာတိဂုံကြောင့်နမေကောင်းရထားတဲ့ကုမ္ပဏီတစ်ခုကအခုလိုလုပ်ခဲ့တဲ့အတွက်သစ္စာဖောက်ခံရတယ်လို့ခန်းစားမိတယ်လို့ပြောပါတယ်။အာနာသိမ့်ပြီးတဲ့နောက်စစ်တပ်ဟာပြည်ရင်းကဆက်သွယ်ရေးကုမ္ပဏီတွေအားလုံးမှာခြေရာခံထောက်လှမ်းရေးနှိပညာတွေအသုံးပြုပေးဖို့ဖိအားပေးခဲ့ပါတယ်။အဲ့ဒီလောက်ရကဥရောပသမဂ္ဂပိတ်ဆို့အရေးယူမှုနဲ့ဓာတ်ရိုက်ညှိစွမ်းနိုင်တာကြောင့် အဆုံးမှာတော့တယ်လီနော့ဟာမြန်မာနိုင်ငံကလုပ်ငန်းခွဲကိုရောင်းချပြီးမြန်မာဈေးကွက်တွေကထွက်ခွာဖို့ဆုံးဖြတ်ခဲ့ပါတယ်တယ်လီနော့ရဲ့ရှယ်ယာတွေကိုတော့ Lebanon အခြေစိုက် M1 Group နဲ့ပြည်ရင်းကရွှေပြိုင်းဖြူကုမ္ပဏီတို့ရဲ့ဖက်ဆက်လုပ်ငန်းကလက်လွဲဝယ်ယူခဲ့တာဖြစ်ပါတယ်ရွှေပြိုင်းဖြူကုမ္ပဏီပန်ရှင်ကစစ်တပ်နဲ့အရန်နီးဆက်တဲ့ဆက်ဆံရေးမျိုးရှိနေတာပါဒါကြောင့်တယ်လီနော့ရဲ့အခုလိုလက်လွဲရောင်းချမှုကြောင့်စစ်တပ်ဟာသုံးဆွဲသူအချက်လက်တွေကိုအဟန့်အတားမရှိထိန်းချုပ်ခွင့်ရသွားခဲ့တယ်လို့မြန်မာအရက်ဘတ်အဖွဲ့အစည်းတွေက ပြောကြားခဲ့ပါတယ် SOMO ကလည်းတကယ်ဆိုရင်တယ်လီနော့ဟာမြန်မာနိုင်ငံကနေထွက်ခွာမလာခင်မှာအဲ့ဒီထိလွယ်ရှလွယ်ကိုရေးအချက်လက်အလုံးကိုဖျက်ပစ်ခဲ့တဲ့တယ်လို့ထောက်ပြထားပါတယ်။တယ်လီနော့ကတော့ကုမ္ပဏီကိုတရားစွဲဖို့အကြောင်းကြားထားတာကိုသိရှိပြီးဖြစ်ကြောင်းပြောခဲ့ပါတယ်။နောက်ပြီးအဲ့ဒီကိစ္စဟာအရင်ကတည်းကရဲတပ်ဖွဲ့နဲ့တရားရုံးကြားနာမှုတွေမှာဖြေရှင်းထားတဲ့အခြေအနေဟောင်းတစ်ခုဖြစ်တယ်လို့မှတ်ချက်ပေးထားပါတယ်ရှင်။ ကရင်နီပြည်နယ်တိုက်ပွဲတွေမှာစစ်မှုတန်းတပ်သားတွေတိုက်ဆုံထိခိုက်မှုများနေလို့လမ်းဘေးမှာဖြစ်တယ်လို့ကြေညာနေရပြီးစစ်တပ်ကမိသားစုစီအကြောင်းမကြားဘူးလို့ကရင်နီအမျိုးသားများကကွယ်ရေးတပ် KNDFC ထွက်ပြေးလာတဲ့စစ်ကောင်စီတပ်သားကပြောပါတယ်။ဒါအပြင်စစ်မှုတန်းတယောက်တိုက်ဆုံရင်ဆောက်ရွက်ဖြူတရွက်နဲ့300တန်းဘောပင်တစ်ချောင်းပဲကုန်တယ်လို့လည်းတပ်တွင်းမှာအမြဲတစေချင်းချောင်းမှုတွေရှိကြောင်းသူကဆိုပါတယ်။ အပတ်စဉ်၅မှာစစ်မှုတန်းတသားအဖြစ်ရက်ွက်ရုံးကပေါ်တာဆွဲခံရပြီးစစ်တနန်းဆေးလွတ်ခံရတယ်လို့ထွက်ဆိုတဲ့တသားသက်အောင်ကူကိုဟင်းကလွိုင်းကောမိုးပြင်းနဲ့ဒီမော့ဆိုတိုက်ပွဲတွေအတွင်အတွေ့အကြုံပြောကြားချက်ရုပ်သံမှတ်တမ်းကို KNDF ကဒီနေ့ထုတ်ပြန်ပါတယ်စစ်ကောင်စီတပ်ကစစ်မှုတန်းတသားသက်တွေကိုအရှိကတက်ခိုင်းတယ်လို့သူကပြောပါတယ်လက်ရှိဒီမော့ဆိုမြို့နယ်ကစစ်တပ်ရဲ့ထိုးစစ်မှာခြေလင်းတရင်တွေဖြစ်တဲ့ခလာရ9တရ2နဲ့918တရင်3ရင်းကိုတုံးထားတယ်လို့သူကပြောတာပါ ဒီမော့ဆိုမျိုးနယ်တိုက်ပွဲမတိုင်ခင်မိုးပြဲမျိုးကုန်းတာတိုက်ပွဲမှာလည်းတေဆုံးခဲ့တဲ့တင်းနန်းစင်းတသားသည့်9ဦးကိုလမ်းပေးမှာတကြိုးခဲ့တယ်လို့သူကဆိုပါတယ်တက်တွင်မှာမဲပေါက်တာကြောင့်ဒါမှမဟုတ်ငွေကြေးကြောင့်အစာထိုးဝင်လာရသူနဲ့ပေါ်တာဆွဲခံရသူတွေများတယ်လို့အောင်ကကိုဟင်းကပြောပြပါတယ်ထွက်ပြေးလို့ဖမ်းမိတဲ့စစ်မှုတန်းတွေဆိုရင်စစ်တပ်ကလူမဆန်စွာနှိပ်စက်ပြီးတချို့ကိုတပ်ပစ်ခဲ့တယ်လို့လည်းသိရတာပါနောက်ပြီးစစ်မှုတန်းတသားသည့်တွေကိုတက်ကြွကြီးတွေကအုတ်ချုပ်ပြီးလဆာဖြတ်တောက်တာ ထိုးချိတ်ကန်ကြောက်တာတွေအပြင်တက်တွင်ဖိနှိပ်မှုတွေမျိုးစုံရှိတယ်လို့အောင်ကိုကိုဟင်းကပြောပါတယ်။ဒါအပြင် PDF ဆိုသူတွေကိုအရင်တက်ရင်တက်မတက်ရင်ကိုအသက်ခံရမယ်လို့ဝါဒမှိုင်းဖြန့်ထားပြီးမူရစေဝါတွေကိုခလိုက်ရတရားနှစ်တက်စီကနေဝယ်ယူသုံးဆွဲရတယ်လို့လည်းသိရပါတယ်။ကရင်ပြည်နယ်တွေကိုစစ်ကြောင်းထိုးနေတဲ့တက်တွေတွေကတသားသည့်၃ဦးခိုးလုံလာတယ်လို့ KNDF ကအောက်တိုဘာ6ရက်မှာထုတ်ပြန်ထားပါတယ်။ဒီမော့ဆိုပရူဆိုလမ်းမကြီးတစ်လျှောက်စစ်ကောင်စီတပ်နဲ့တော်လှန်ရေးတပ်တွေကြားထိတွေ့တိုက်ပွဲတွေ နေ့စဉ်ဒီပါရှိနေတယ်လို့လည်းသိရပါတယ်ရှင် People's Spring ရဲ့နေ့လည်ခင်းနောက်ဆုံးရသတင်းတွေကိုနားဆင်ပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်